စီးပွားရေးနဲ့ပတ်သက်ပြီးအောင်မြင်ဖို့အတွက်အချက်သုံးချက်လိုအပ်တယ်တဲ့အဲ့ဒီအကြောင်းသုံးချက်လိုအပ်တယ်အကြောင်းသုံးချက်ဆိုရင်နံပါတ်1ကဘာလို့ဆိုရင်နေတယတံပနာအမိကောင်းရှိရစီးပွားရေးလုပ်တဲ့ပုဂ္ဂိုလ်ရဲ့အမိကောင်းဆိုဒီမှာဝေကြီးထနာကျွယ်ဝတဲ့ပုဂ္ဂိုလ်ကငွေကြီးထုတ်ဆောင်ပေးခြင်းဟာဒါအမိကောင်းလို့ခေါ်ရအောင်နော် ရင်းနှီးလို့ငွေမလုံးလောက်ဘူးဆိုရင်ငွေထုတ်ပေးအဲ့ဒါအမိကောင်းခနေ့ခေတ်မှာဆိုလို့ရှိရင်ပုဂ္ဂိုလ်အမိကောင်းနေမဟုတ်ဘူးဖန်တွေကနေထုတ်ချေးပြီးတော့စီးပွားလုပ်ကြဖန်တွေရှိခြင်းဟာနေတဲ့တပ္ပဏအမိကောင်းလောက်တက်ကြင်တတ်တဲ့ပုဂ္ဂိုလ်တွေဟာငွေကြေးတနာရနိုင်နေတဲ့တပ္ပဏ ရှိတုန်းကတော့ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေကအရင်နည်းတွေကိုထုတ်ပေးလေးရှိကြအဲ့ဒီအရင်နည်းတွေကိုအခြေခံပြီးတော့ရောင်းတဲ့ဝယ်ထပ်တဲ့ပုဂ္ဂိုလ်တွေဟာအမြတ်တည်းရပြီးတော့ချမ်းသာကြွယ်ဝသွားကြတယ်ဒီလိုဆိုလို့အဲ့ဒါကိုနေတရားတံပန္နလို့ခေါ်တယ်အမိကောင်းရှိရမယ်ဟုတ်မို့ကိုယ့်အကိုစဉ်းစားကြည့်ပေါ့ဆက်ပိုင်နေနော်ပွဲစားတွေ ကိုမှဘလို့အမိကောင်းနေရှိလဲစဉ်းစားကြည့်ဝေကြည်ရဏလုံးလိုအပ်တာတဲ့အခါမှာထုတ်ပေးတဲ့ပုဂ္ဂိုလ်ဒါတွေကိုအမိကောင်းနေလို့ပြောတီးတဲ့ပုံပြီးတော့ကြည့်ရမယ်ဆိုလို့ရှိရင်စီးပွားရေးနဲ့ပတ်သက်ပြီးအကြံပေးနိုင်တဲ့လူကြီးလူကောင်းတွေဟာလည်းနေတရတံပဏပဲပေါ့ကို့အတွက်အေးဝေကြည်တဏဒီထုတ်ချေးတဲ့အမအဆ တောင်သူလယ်သမားတွေလည်းဒီအစိုးရတွေကနေအမတော်ကြီးဆိုပြီးတော့ထုတ်ပေးတာဒါနေတရားတမနာထုတ်ပေးအတူနေနေနဲ့ထုတ်ပေးထုတ်ပေးတဲ့အခါမှာလौတ္တကိန္နရှင် ကြီးပွားတုတ်တဲ့လौတ္တကိန္နမရှိဘူးဆိုရင်ကျွေးတင်တာနဲ့ဒုက္ခရောက်မမကံလौတ္တဖို့လိုသည်ဒါကြောင့်ထုတ်ချေးတဲ့ပုဂ္ဂိုလ်ငွေချေးအရင်ဤပေးတဲ့ပုဂ္ဂိုလ်ရှိလင့်ကစား နောက်ထပ်လိုအပ်တဲ့အချက်တကူကဘာလို့ဆိုဝိဓုရကျိုးစားအထောက်မှုလိုအပ်တယ်စီဝါရေးနဲ့ပတ်သက်ပြီးကြွန့်ကျင်လိမ္မာပြီးနေဝနာနာမဆိုတာလိုကျိုးစားအထောက်ဖို့ကလိုအပ်တယ်ဝေကြီးတော့ထုတ်ယူထားပါရဲ့ထုတ်ယူထားပြီးတော့တခြားနေရာတွေမှာသုံးဆွဲပြစ်ပြီးအလုတ်ကိုမှန်မှန်ကန်ကန်မကျိုးစားဘူးအလုံးငန်းမကြွန့်ကျင်ဘူးဆိုလို့ရှိရင်လေအဲ့ဒီပုဂ္ဂိုလ်ဟာကြီးပွားထိုးတက်နိုင်စွာမရှိဘူး ဒါကြောင့်မို့မြတ်စွာဘုရားကထောင်းစေအောင်ဟောတာနေတရားတမ္ပဏအမိကောင်းရှိရမယ်လို့ဆိုရက်ငွေချေးထုတ်ပေးမယ်ပုဂ္ဂိုလ်လည်းရှိတယ်မိမိကိုယ်တိုင်ကလည်းဝိဓုရကြီးမားတဲ့လုံလဝိရိယရှိတယ်ကြိုးစားတယ်အေးကြိုးစားရရလားလို့ဆိုမရဘူးနောက်တစ်ခုလိုအပ်ချက်ကဘာတော့ဆိုစက်ခုမှာစီးပွားရေးအမြင်ရှိရမယ် အယောင်ဝင်လို့တဲ့အခါမှာအမျောအမြင်ဟာအမတန်မှအရေးကြီးတယ်။ဒီချိန်ဒီကုန်းအရေးကြီးတယ်ဟိုချိန်ဟိုကုန်းအရေးကြီးတယ်။အရင်ကဘယ်လောက်ရှိတယ်အမြတ်ကဘယ်လောက်ရှိတယ်ဆိုတာတွေကိုတွက်တက်ချက်တက်တဲ့စီးပွားရေးမျက်စိစီးပွားရေးအမြင်ရှိရမယ်။အော်မြတ်စွာဘုရားကဒီသုံးခုကိုဟောထားတာ။ဒီသုံးခုနဲ့ပြည့်စုံလို့ရှိရင်နဲ့စီးစိမ်ဥစ္စာတွေမှာမကြခင်မဲ့ဖွံ့ဖြိုးတိုးတက်သွားနိုင်ပါတယ်လို့ဟောတာ။ ဟုတ်မို့ကိုယ်တိုင်လှုပ်ကြည့်ပေါ့နော်ကိုယ်တိုင်လှုပ်ကြည့်မြတ်စွာဘုရားကအစဉ်တိုင်းဘယ်လိုဟောတော့ဆိုစက္ခုမှာစီပွားရေးအမြင်ရှိရမယ်နံပါတ်1ဝိထုရအမြင်ရှိတဲ့အတိုင်းကြိုးစားအထောက်မှုရှိရမယ်နေတ္တယတမ္ပဏလိုအပ်တဲ့ငွေအရင်ဒီဥစ္စာတွေထုတ်ပေးတဲ့ပုဂ္ဂိုလ်ရှိရမယ်အဲ့ဒီ၃ချက်နဲ့သာညီရင်မကြခင်မဲ့တိုးတက်မယ်လို့ဒီလိုဟောတာ